ဆာလံချံအခန်းကြီး30။ဩထာရပြကိုရောကိုအရှင်တို့ချီးမွမ်းပါမည်။အကျွန်ုပ်ကိုဆယ်နှုတ်တော်မူ၏။ယန္တူတို့သည်အကျွန်ုပ်အကြောင်းကြောင့်ဝမ်းမြောက်ရသော အခွင့်ကို ပေးတော်မမူ။ဩအကျွန်ုပ်၏ဖယားသခင်ထာရပြအကျွန်ုပ်သည်ကိုရောကိုအော်ဟစ်၍ကိုရောသည်ချမ်းသာပေးတော်မူ၏။ဩထာရပြကိုယ်တော်ဒီအကျွန်ုပ်၏ဝိညာဉ်ကိုမရဏနိုင်ငံတဲက နှုတ်ယူတော်မူပြီးတင်းညာတွင်တဲ့သော မစင်းစီပဲအကျွန်ုပ်ကို အသက်ချမ်းသာပေးတော်မူပြီးထာဝရဘုရား၏တန်ရှင်းသူတို့ထာဝရဘုရားကိုထောမနာသခြင်းဆိုကြတော့တန်ရှင်းသောနာမတော်ကိုချီးမွမ်းကြတော့အမျက်တော်သည်ခဏထွက်၏ကျေးဇူးတော်မူကတသက်လုံးတည်ညဥ်ရန်၌ငိုကြွေးခြင်းသည်လာ၍ တဲခူဤနနဲ့ရန်၌ကတချင်းဆိုရသောအခွင့်ရှိငါသည်လှောက်ရှားခြင်းနဲ့အစဉ်ကင်းလို့လိမ့်မည်ဟုကောင်းစားစဉ်အခါအကျွန်ုပ်အောင်းမိပါ၏။အိုးထာဝရဖျားကျေးဇူးတော်အားဖြင့်အကျွန်ုပ်ဤတောင်းသည်ခိုင်ခန့်မြဲမြံပါ၏။မျက်နှာလွဲတော်မူသောအခါစင်ရဲ့ခြင်းတို့ရောက်ပါ၏။အိုးထာဝရဖျားအကျွန်ုပ်သည်အသက်ဆုံး၌ သင်္ချိုင်းတွင်နေသောစင်းလင်အဘယ်အကျိုးရှိပါအန်နီမြေမှုတ်ဒီကိုရော့ကိုချီးမွမ်းပါမီတော့တစ္ဆာတော်ကိုဖော်ပြပါမီတော့အိုးထာရပြာနားထောင်၍ကေမတနာတော်မူပါအိုးထာရပြာ အကျွန်ုပ်ကိုစောင်းမတော်မူပါဟုကိုရော့ကိုအကျွန်ုပ်အော်ဟိ၍ထာရပြာကို တောင်းလျှောက်ပါ၏ထိုအခါအကျွန်ုပ်ညီးတွားမြည်တမ်းခြင်းကို ကခုန်ခြင်းဖြစ်စေတော်မူ၏အကျွန်ုပ်ဝိတ္တော်ရှောတိအဝိကုချိယဝမ်းမြောက်ခြင်းခပ်ပန်းနဲ့စီတော်မူ၏တို့ဖြစ်၍အကျွန်ုပ်ဤဝိညာဉ်သည်တိတ်ဆိတ်စွာမနှိကိုရောကိုတချင်းဆိုပါမည်။အိုးအကျွန်ုပ်ဤဖယားသခင်ထာဝရဖျားကျေးဇူးတော်ကိုအစဉ်အမြဲချီးမွမ်းပါမည်။